အင်္ဂလန်တော့ကအာဆင်နယ်တော့ပါထိတ်တန့်ခြေစွမ်းပြသနေပြီးတော့နောက်ဆုံး6ပွဲမှာ9ပွဲအထိ5ပေါင်ပြီးပတ်သက်ထားတဲ့ Declan Rice rice နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တကယ်ချီကျူးကန်ဖွင့်စရာတည်းကြီးပဲသူပေါင်ပတ်သက်လိုက်တဲ့ပွဲတိုင်းပွဲတိုင်းကလည်းလုံးဝတရားရဂန်တို့အပြည့် ပေးဆက်ပြီးကစားထားတဲ့ player လို့ပြောလို့ရတယ်။အာဆင်နယ်အတွက်ဆိုလို့ရှိရင်လည်းနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်အထိကိုမမောနိုင်မပန်းနိုင်။အင်္ဂလန်အတွက်ဆိုလို့ရှိရင်လည်းကြံ့ခိုင်မှုအပြည့်ရှိနေတဲ့ဘေချင်းစင့်ခေါ်ခေါ်ချီဆန်းပွဲဆိုလို့ရှိရင်တော့မအပြေဝပေးဆက်တဲ့ player အခုနောက်ဆုံးကန်သွားခဲ့တဲ့ Latvias ကိုအင်္ဂလန်တို့က၃ဂိုးပြတ်နိုင်တဲ့ပွဲစဉ်မှာဆိုရင်86မိနစ်တိပဲဝင်ပြီးကစားခွင့်ရခဲ့ပြီမဲ့အဲ့ဒီပွဲမှာဖန်တီးမှုတစ်ချိန်လုံးနိုင်ခဲ့တယ်။ရှေ့က Albania အသင်းရဲ့ပွဲစဉ်မှာလည်း ဖန်တီးမှုတစ်ကြိမ်လုံးနိုင်ခဲ့တယ်။အဲ့ဆိုနောက်ဆုံး6ပွဲမှာဆိုရင်သူသည်9ကြိမ်အထိဂိုးသွင်းရင်သွင်းမသွင်းရင်ဖန်တီးမှုတစ်ကြိမ်တော့အများတန်းလုံးနိုင်ခဲ့တယ်။မလုံးနိုင်ခဲ့တဲ့တပွဲကလည်းချက်စီးနေပွဲ။အဲ့ဆိုပထမဆုံးပွဲဖြစ်တဲ့ဒါ PSP ကိုကျွန်တော်တို့ခုနကကိုတကူနဲ့နိုင်တဲ့ပွဲစဉ်မှာဆိုရင်သူသည် ဖန်တီးမှုတစ်ချိန်လုံနိုင်ခဲ့တယ်ပြီးတော့ United နဲ့ကျွန်တော်ဝန်ဝန်တည်ကြခဲ့တဲ့ပွဲစဉ်မှာဆိုရင်အသင်းအတွက်တမတ်ရစီမဲ့တလုံးတော့ကိုယ်သွင်းပြနိုင်ခဲ့တယ် PSV နဲ့တူတူကိုင်ကိုမှတည်ပြန်ကြတဲ့ပွဲမှာဆိုလည်းတကိုးသွင်းနိုင်ခဲ့ပြီးတော့ Chelsea နဲ့ပွဲမှာကျွန်တော်ဝမ်းစီးနဲ့ကတ်နိုင်တဲ့ပွဲစဉ်မှာဆိုရင်ကလီရှစ်တခုရအောင်ဒီစင်တာဘက်ကြီးဆင်ပြီးဖြတ်ထုတ်မှုတချို့လုပ်ပေးနိုင်ခဲ့တယ်နောက်ပြီးတော့ဒီ Albania အသင်းနဲ့ပွဲစဉ်မှာဖန်တီးမှုတစ်ချိန်အခု Latvia ပွဲစဉ်မှာဖန်တီးမှုတစ်ချိန်လုံနိုင်ခဲ့ပြီးတော့နောက်ဆုံး6ပွဲမှာ9ပွဲထိဂိုးသွင်းရင်သွင်းမသိရင်အသင်းဖော်ယူအတွက်ဖန်တီး ီးမှုတစ်ချိန်တော့သူကလုံနိုင်ခဲ့ပေါ့လေအဲ့လို့ဆိုတော့နောက်ဆုံးကန်သွားခဲ့တဲ့လက်ဗီယာနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့သူ့ရဲ့ performance တချို့ကျွန်တော်တို့ပြောလိုက်အောင်အဲ့ဒီပွဲစဉ်မှာဆိုရင်ထိချက်89ချိန်လုံနိုင်ခဲ့တယ်ပေးပို့မှု65ချိန်မှာ64ကြိမ်အထိအောင်မြင်အောင်ရအောင်ပြပို့နိုင်ခဲ့တယ်။ key pad 3ကြိမ်ပြပို့နိုင်ခဲ့ပြီးတော့လိန်ခေါမှု3ကြိမ်အောင်မြင်ခဲ့တယ်။ cross ball ဖြစ်တယ်မှု9ကြိမ်လုံနိုင်ခဲ့ပြီးတော့ area jewelry မှာတရားရခိုင်နှုန်းအတားရခဲ့တယ်။ intersection လို့ခေါ်တဲ့ဂျားဖြတ်လူမှု2ကြိမ် အောင်မြောင်လုံနိုင်ခဲ့တယ်။အဲ့တော့ဘောရကာဗာရီပိုင်းတွေရောအသင်းရဲ့ကွင်းလင်မှာမောင်းနေတဲ့ပိုင်းမှာတော်တော်လေးကောင်းတဲ့ player လို့ပြောရရတယ်။နောက်ဆုံးကန်သွားတဲ့ပွဲစဉ်မှာဆိုရင် Bellingham ရဲ့ Declan Rice ကပြီးတော့ Morgan Roger နဲ့တွဲပြီးစော်တာ။အရှိအပွဲစဉ်မှာဆိုရင်တော့ Carter Jones နဲ့တွဲစော်ပါဘို့လေ။ဒါပေမဲ့ Bellingham နဲ့ Declan Rice ကတော့ပင်တိုင်ပဲ။ကျန်တဲ့ကစားသမားတွေသာပြောင်းသွားတယ်။အင်္ဂလန်ရဲ့ကွင်းလင်မှာတော့သူကထုံးစံပဲ။ Arsenal ရဲ့ကွင်းလင်မှာဆိုလည်းသူကပုံစံတနေရာရထားတယ်။သူ့ရဲ့အားသာတဲ့ Dion Roma မစော့ရပါဘူး။သူ့ကိုကြည့်လိုက်တော့ဆာရွက်ပေါ်ကစင်းစရာရလက်အတက်ကင်မဖီမှာစော့ရတာ။ left cn နေရာမှာပေါ့လေဒါပေမဲ့များသောအားဖြင့် center back တွေရတဲ့မှာပြန်ပြီးတော့ defensive action ကောင်းကောင်းပြန်လုပ်တဲ့ dn position မျိုးကိုဟောအရှိကဒီ greenish shark ကြီးစောခဲ့တဲ့ left attack မှာပြီး half space တွေမှာဟောသူကအဲ့နဲ့နေရာဟိုလုံးကို box to box တယောက်တည်းတောင်းဝန်ယူပြီးစောရတာအဲအကြောင်မို့တချို့တွေကပြောတာပေါ့လေ aida ရဲ့အသင်းမှာက player တယောက်ကနှစ်ယောက်စာအများတန်းယုံရတယ်တချို့ player ဆို၃ယောက်စာအထိယုံရတာအဲ့ဒီအတွက်ကစားသမားတွေ injury ရတယ်ပို့လိုရာထပ်ပို့ပြီးပွဲပန်းတယ်အရင်ကစားသမားမရှိမဲ့ဒီစစ်တယောက်နဲ့ပဲယုံတဲ့အခါမှာကြာတော့ တခါကျရင်တချို့ပွဲတွေမှာကျွန်တော်ဝေဝါဖြစ်သွားအများကြီးမကြည့်နဲ့ဝဆန်းအသင်းနဲ့ပွဲစဉ်ကျွန်တော်ရှုံးတဲ့ပွဲစဉ်မှာဆိုကစားသမားတွေပွဲပန်းနေတာတွေကိုစုံဖက်ချက်မပြတ်သားတာတွေကိုအားလုံးစုံသွားခဲ့တော့အဲ့ဒီပွဲစဉ်မှာကျွန်တော်ရှုံးမှရှုံးသွားခဲ့တာ rise နဲ့ပတ်သက်ရင်သဘောကြတာကနီးပြဒီနေရာမှာဆော့ဒီနေရာမင်းနဲ့ပို့လိုက်ဖတ်တယ်ဆိုပြီးတော့ instruction ပေးတဲ့အခါမှာကျွန်တော်ဘယ်မှာဘလောက်ဆော့ခဲ့တာဘယ်ဟာကျွန်တော်နဲ့ပို့တင်တယ်လို့ဆိုပြီးဆော့ရကမတက်ဘူးရအောင်ဆော့ပေးတယ်ဒါခါကျရင် player တွေမှာကအဲ့လိုညင်လေးတွေကလည်းလိုအပ်တယ် နီးပြတယောက်ကဆုံးမချက်မှန်သည်ဖြစ်စေမှားသည်ဖြစ်စေအဲ့ဒီစကားကိုလက်ခံပြီးတော့အကောင်းဆုံးစ조사ကြည့်တယ်အစဉ်ပြေွားတဲ့အခါကျတော့နှစ်ဦးနှစ်ဖက်တော့အကျိုးရှိတယ်အခုဆို declarize ကကျွန်တော်ဂိုးတွေပို့ပြီးတော့မြင်လာခဲ့ရတာကအာဆင်နယ်အသင်းမှာအရှိမသူ့တင်ဆော့ခဲ့တဲ့ item လဲကျွန်တော် appreciate လုပ်ရမှာအကဲဒါဒီယန်ရိုးမှာထားလိုက်မယ်ဆိုတော့ကွင်းလယ်အဖြတ်ပိုကောင်းသွားတာမှန်ပေမဲ့အရှိမ rice လိုမျိုးဂိုးတွေရဖို့ထမ်းမဲ့ player ကဘယ်သူဖြစ်မလဲ အဲ့ဒါလည်းတစ်ချက်လိုပါဗောလေတခါကျ right time ဂိုးတွေသွင်းပေးနိုင်မှုဆိုရင်ဒီနေရာကိုတွန်းတင်ပြီးတဲ့နီးပြတ်တောက်ကင် instruction ကလည်းအနည်းနဲ့များတော့တက်ရောက်မှုရှိတယ်အဲ့တော့အရှိမဆော့ဝင်ရတဲ့အတွက်ဒီဂိုးတွေဖန်တီးမှုတွေကသူနဲ့ပို့ပြီးနီးကပ်သွားလို့လည်းပြောလို့ရဗောလေဆိုတော့ philip land ကတော့ declan right နဲ့ပတ်သက်ပြီးသူနည်းနည်းပြောထားရှိတယ်အဲ့ဒါဘာပြောထားလဲဆိုတော့အင်္ဂလန်မှာအရေးချင်းရှိတဲ့ player တွေအများကြီးပါပဲ ဒါပေမဲ့အင်္ဂလန်အသင်းကိုတကယ်ကပရင်လက်ပတ်ပတ်ပြီးတော့ဦးဆောင်နိုင်မဲ့ player ကတော့ Harry Kane ရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒါ Declan Rice နဲ့ Bellingham ပဲရှိရဆိုပြီးသူကတော့ပြောသွားတယ်။သူတို့တွေဒီအင်္ဂလန်အသင်းအတွက်ခေါင်းဆောင်ခေါင်းတွေဖြစ်လာနိုင်တယ်ဆိုပြီးတော့ဒါဂျာမနီနောက်ခံလူဟောင်း Philip Lahm ကတော့ထောက်ပြသွားပါလိမ့်။အဲ့ဒါဆိုအင်္ဂလန်တို့ရဲ့အနာဂတ်ကပရင်ဖြစ်တော့ Bellingham နဲ့ Declan Rice ကတော့ရှေ့ပန်းစနေတယ်။ Rice ဖြစ်ဖို့တော့ပိုများတယ်။ ကျွန်တော်ကြည့်ရပါဘောလေဒါပေမဲ့တခုရှိတာပေါ့ဒီဂန်ရိုက်ကိုလည်းအာဆင်နယ်မှာကပတိန်ဖြစ်ကျွန်တော်မြင်ချင်တယ်ဆိုပေမဲ့အရှိမလည်းမာတင်အိုဒီဂကြီးတောက်လုံးရှိနေတယ်ပြီးတော့ဆာကာလိုလည်းရှိနေတာဖြစ်တဲ့အတွက်ဂေဗရီယယ်ကလည်းတစ်ခါကျရင်ကပတိန်လက်ပတ်ဝတ်တာဖြစ်တဲ့အတွက်ဒီဂန်ရိုက်ကပတိန်ဖြစ်ဖို့ကိစ္စတော့လည်းနည်းနည်းကြာနိုင်အောင်မယ်လို့ထင်တယ်ပြီးတော့ဒီကစားမနဲ့ပတ်သက်ပြီးသဘောကျတာကကြံခဲ့တဲ့ဒီ2023ຫນွေကားမှာဒီစားမရောက်လာပြီမဲ့ကြံခဲ့တဲ့100ဒီတဲ့ဒီ100ဒီ100ဒီဝက်100ဒီခွဲပဲဆော့ရသေးတယ်ဒါပေမဲ့သူဒီပွဲပေါင်း90ကျော်ကစားပြီးပြီ မနစ်ကဆိုလို့ရှိရင်52ပွဲကစားထားတယ်89သွင်းပြီးတော့7လုံးဖိုင်ထားတယ်ဒီနှစ်မှာဆိုရင်ပွဲပေါင်း40ကစားထားတယ်59သွင်းပြီးတော့3လုံးဖိုင်ထားတယ်ပွဲတွေအများကြီးဆော့တာသူနဲ့ပတ်သက်ပြီးနောက်ထပ်ကြိုက်တဲ့အချက်က performance ထပ်ပို့ပြီးကြိုက်တာက injury မရအောင်ကစားနိုင်တာ ဒီရာသီမှာသူ့အနေနဲ့ injury ရပြီးနားထားတာ16ရက်ပဲရှိရဒါတော့မှခြေချောင်းကျိုးဒဏ်ရာရောက်ဆိုပြီးတော့ report တွေကဖော်ပြထားတာဗောလေအဲ့ဒီမှာလည်းသူဒီနှစ်ပွဲပဲလွှဲချော်ထားရတယ် Premier League 29ပဲကံပြီးရဲ့အချိန်မှာ28ပွဲတိဝင်ဆော့တာတယ်သူလွှဲတဲ့နှစ်ပွဲကစပားနဲ့အသင်းပွဲစဉ်မှာဒါအရှိရပွဲမှာဟိုအနီကပ်ထိထားတဲ့အတွက်လွှဲချော်တာ force နဲ့ပွဲစဉ်မှာတော့ injury နေထားနေပြန်လာတာဖြစ်တဲ့အတွက်ကြက်ခိုင်မှုပဲပြည့်ရတဲ့အတွက်လွှဲချော်တာဒါပဲ channel ဘက်မှာတော့ declan right က အာဆီနယ်တင်းတဲ့ပွဲတွေအများကြီးမနစ်ကောင်ဒီနှစ်ကောင်ဝင်ဆော့တာအဲကျွန်တော် history ကိုလိုက်ကြည့်ရပါလေဝက်ဆမ်းမှာတော့ဘယ်လောက်ဆော့တာဆိုတော့ရှေ့200ဒီလောက်ဝက်ဆမ်းမှာလေပွဲ90ဒီပါးကြီးဆော့တာအဲ့တော့ဒီကလန်ရိုက်ကတော့ လက်ရှိချိန်မှာအသက်26နှစ်ရှိပြီးအာဆီနယ်တို့ရဲ့2028ခုနှစ်တိစာချုပ်ရှိတဲ့ကစားသမားတပွဲချင်းစီပြင်းပြ rating အဖြစ်ဆို7.2အထိ performance ပြသထားတယ်။အဲ့တော့ Declan Rice ကတော့အာဆီနယ်သင်းရဲ့ queen လဲမှာရောအင်္ဂလန်သင်းရဲ့ queen လဲမှာရောအနာဂတ် captain ဖြစ်ရေမန်းစားရပါတယ်။တော်တော်များလေးချက်ကြီးတွေထောက်ပြနေလို့အာဆီနယ်သင်းတာဝန်ရှိတွေဒါမှမကြားပဲနေပါတော့မဟုတ်ဘူး။ဒါပေမဲ့ Martin Odegaard နောက်ပိုင်း Gabriel နောက်ပိုင်းမှာတော့ Declan Rice ကအာဆီနယ်အသင်းအတွက် ဖြစ်လာနိုင်ခြေအရှိဆုံးကပရင်ဖြစ်တော့ရေပန်းစားနေပါဗါတယ်အဲ့တော့နောက်ထပ်တစ်ယောက်အဲ့ဒါကတော့သောမတ်ပါတီမနေ့ကဆိုရင်ကျွန်တော်တို့သောမတ်ပါတီကိုလွှတ်ပြစ်လိုက်ရပြီလို့ထင်တာဒါပေမဲ့သောမတ်ပါတီကဒီယာတီမှာအာဆင်နယ်တော့ကောဂါနာတော့ကောပွဲပြီးအများကြီးကစားပြီးရွှေ့ပြန်ဖြစ်လာအခုဆိုလည်းနောက်ဆုံးကစားခဲ့တဲ့ဂါနာအသင်းနဲ့ပွဲစဉ်မှာဆိုရင်ဒီစားမကနှစ်ခိုးသွင်းထားခဲ့တယ်ပွဲချိန်ပြည့်ကစားခဲ့တယ်အရှိရဂါနာအသင်းရဲ့ဒီလာထဲမှာကန်တဲ့ပွဲစဉ်တစ်ပွဲမှာဆိုလို့ရှိရင်လည်း83မိနစ်တိကစားခဲ့တယ် ဆိုလိုချင်တာကနှစ်ပွဲလုံးပြပြဝဝနီးပါးကစားခဲ့လို့ပြောလို့ရတယ်။အဲဆို32နှစ်ရဲ့ကာနာတာတော့ဒီရသည့်အာဆင်နယ်တင်းတွက်42ဂိုးသွင်းပြီးတော့7လုံးဖိုင်ထားတယ်။ injury အကြောင်းနည်းနည်းလေးပြောချင်တယ်။မနစ်ကတော့145ရက်နားထတဲ့ကစားသမားဒီရသည်မှာ6ရက်ပေး injury အကြောင်းနားထရတယ်။သူ့ရဲ့ကစားသမားဘဝမှာအာဆင်နယ်ကိုရောက်လာပြီးနောက်ပိုင်းတည်းက2021 2022ဘောလုံးရသည်မှာ155ရက်မနစ်က145ရက်ဂျားလက်မှာမနားရောက်ဆိုရက်30လောက်အနည်းဆုံးနားရတယ်။ အာဆင်နေစီရောက်လာပြီးတော့ဝိုင်းမှာဒါပေမဲ့ဒီရာဒီမှာကျွန်တော်မြင်ခဲ့သမျှသုံးမဲ့ပါတီအထက်ပိုပြီးစတောင်းဖြစ်တာကိုတွေ့ရတယ်မနစ်ကဆိုဗျာကျွန်တော်ဂါနာကိုပါတီကြီးကိုလွတ်ပြီးအနောက်ကနေဆီယံကိုတယောက်ပါထည့်ပေးရတယ်ဒါပေမဲ့ဒီရာဒီမှာတော့ပါတီကစာရုပ်နောက်ဆုံးလက်ကျန်မှုလို့ပြောရမလားသူရဲ့ prime time ရောက်နေလို့ပြောရမလားတော့မသိဘူး32နှစ်သားတယောက်အတွက်တော့တကယ်ကို greater performance ပြသထားပါပဲ။ဂါနာအတွက်ကောအာဆင်နယ်အတွက်ကောတကယ်ရေပွဲကြီးပြုလို့ရတယ်။ဒီရသည့်အာဆင်နယ်တင်းရဲ့ပွဲချိန်အများစုမှာဆိုရင် Declan Rice, Martin Odegaard, တော်မဲ့ပါတီဆိုတဲ့အထိုင်ဟုံးမဲ့အဓိကသုံးတာများဒီညမှာမအိုဒီကက်ကအင်ဂျူရီတွေဒီဒီရာဒီမှာပို့ပြီးရတာတော့တွေ့ရသေးတယ်ပါတီက strong ဖြစ်တယ်ဒီကလန်ရိုက်လည်းအနီကက်တွေအကြောင်းပွဲပယ်မခံရရင်ပို့ပြီးတော့မှပွဲတွေအများကြီးဆော့ခဲ့ရမှာအဲ့ဆိုဒီရာဒီမှာအာဆင်နယ်တင်းရဲ့ကွင်းလယ်ပိုင်းတွေပါတီနဲ့ဒီကလန်ရိုက်ကတော့တကယ့်ကိုကွင်းလယ်အင်ဂျင်ဖြစ်ပြီးတော့မာတီအိုဒီကက်အင်ဂျူရီရနေတဲ့အချိန်မှာပျံလာပြီးခြေစမ်းမပြနိုင်တဲ့အချိန်မှာသူတို့နှစ်ယောက်ကတော့ပို့ပြီးထန်းတင်ပေးထားတွေ့ရတယ်ဗောလေကဲနောက်ဆုံးတစ်ယောက်ကတော့ U21 မှာဝင်ကစားဝင်ရရင်မဲ့ အီတန်ဝန်လေးတယောက်တကိုးသွင်းနိုင်ခဲ့တယ်ပထမဆုံးပွဲမှာပထမဆုံးဂိုးသွင်းနိုင်ခဲ့တာဒီနေရာမှာထူးဆန်းတယ်လို့ပြောမှာမသိဘူးအင်္ဂလန်လက်ရွေးစင်အသင်းအတွက်လူးဝစ်ကယ်လီရဲ့သွင်းကိုကိုဘယ်လင်ကန်ကဖန်တီးပေးနိုင်ခဲ့တယ်ယူ၂၁အတွက်အီတန်ဝန်လေးရဲ့သွင်းကိုကိုသူ့ရဲ့ညီဘယ်လင်ကန်ကပဲဖန်တီးပေးနိုင်ခဲ့တယ်တကယ့်ကိုကောင်းမွန်တဲ့တိုက်ဆိုင်မှုလို့ပြောမှာမသိဘူးနောက်ဆုံးတော့သွင်းကိုတွေသွင်းနိုင်ခဲ့တယ်နောက်ပိုင်းစာကားပြန်လာရင်တော့မှဒီအီတန်ဝန်နရီကိုအခြားနေရာပိုဇီရှင်တစ်ခုခုမှာပြောင်းပြီးအိုင်ဒါသုံးခဲ့ရင်တော့အင်္ဂလန်အသင်းအတွက်ဝန်နရီရဲ့ တကာပေါက်တီကလည်းမဝေးတော့ဘူးလို့ကျွန်တော်ထင်တယ်။အဓိကတော့လေးစင်အသီးမှရွေးခက်ခံပေါ့လေ။လောဆယ်တော့လူးစ်ကယ်လီကလမ်းကြောင်းတစ်ခုပေါ်ရောက်သွားပြီ။တော်မက်တစ်ချွေရဲ့အချက်ဆုံးသားတယောက်တောင်ဖြစ်သွားပြီလို့ပြောလို့ရတယ်။အဲ အခုနောက်ဆုံးပွဲစဉ်မှာဆိုလဲဝင်ကစားခွင့်ရတယ်ပွဲထွက်ပြီးတော့ဗောလေဒါပေမဲ့လူစားလဲခံလိုက်ရတယ်ဖန်တီးမှုသွင်းကိုမလုပ်နိုင်မဲ့ performance တော့မဆိုးတဲ့ performance တခုတော့ပြသထားနိုင်ခဲ့တယ် Louis Scaly ဗောလေအဲ့တော့ဒါတွေကတော့ Arsenal တင်းရဆေးလွတ်ထားတဲ့ကစားသမား၃ယောက်ရဲ့ high performance နဲ့ပတ်သက်ပြီးတည်တံ့ဖော်ပြပေးတာပါအခြား Poland အသင်းနဲ့တူနိုင်ပွဲယူနိုင်ခဲ့တဲ့ဒီ Czech Republic တို့ဘာလို့လဲကျွန်တော်တွေ့ပါတယ်အခြားကစားသမားကြီးလည်း injury case ဆိုပြီးပြန်လာမယ်လို့ထင်ပါတယ်ဒီနေ့ညမှာဒါ နော်ဝေးအသင်းအတွက်ကျွန်တော်ကပတိန်ရဲ့ပွဲစဉ်တစ်ပွဲပြီးရင်တော့ international break ပြီးသွားပြီဖြစ်တဲ့အားလုံးပြန်ပြီးအာဆင်နယ်မှာလူဆုံမဲ့တင်ပါတယ်။နောက်ဆုံးစကားလေးတစ်ခွန်းပြောရမယ်ဆိုတော့ဘူကောက်ဆာကတယောက်ဘောလုံးနဲ့အတူမျက်ခင်းစိတ်တွေမှာစတင်လေ့ကျင့်နေပြီဆိုပြီးတော့သတင်းကြပါရယ်။ညနေကတည်းကတော့မလုပ်တော့ဘူးဗျာ။သတင်းတွေကတော့ဒါပဲရှိတယ်။အရန်ထူးဆန်းတာလည်းမရှိတဲ့အတွက်ကျွန်တော်စိတ်ကြိုက်လေးပုံမရတာဖြစ်တဲ့အတွက်ဒီသတင်းတွေနဲ့ပဲဒီညနေကိုနှုတ်ဆက်လိုက်ပါရယ်။အဆုံးထိကြည့်တဲ့လဲ အားလုံးကျေးဇူးတင်ပါတယ်ဒီစီစဉ်လေးကိုအဓိကဝန်ကြီးပံ့ပိုးပေးတဲ့ရှုပ်ဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်တောင်ကို6016636 3936ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေဝရရန်ဖြစ်လို့ငွေပို့ငွေရှန်ရှိမှဘောလုံးပွဲတွေကိုလောင်းပါဘောလုံးပွဲတွေလုံးဝမလောင်းတဲ့ဆိုတော့ YouTube မှာကိုထုပ်ဖို့ဖို့ရှုပ်ရိုက်ရှာပြီးကျွန်တော်အားပေးလို့ရပါတယ် iFact ကိုကို Sport Internet 93လုံးမီတိုကိုလည်းကစားလို့ရနေပါပြီဘယ်မှာပဲလောင်းလောင်းပါကျွန်တော်ရဲ့လက်ထပ်ထားတဲ့ရှုပ်ဘောလုံးမှာစိတ်ချယုံကြည်စွာလာပြီးကစားလို့ရပါတယ်